ဆိုင်ဆရာကြီးမြတ်တန်းတင်ဘာသာပြန်ဆိုထားသောလွမ်းမောကဲရသောတက်ကတော်ညညများ န်ဒရူးအလီယိုယီနေ့စဉ်မှတ်တမ်းမေ၁9983နောက်လာဆိုရင် ဟာဗတ်တက္ကသိုလ်ကိုငါးနှစ်တည်းတည်းရောက်တဲ့အတန်းသားတွေရဲ့25ကျင်းမြောင်နှစ်ပတ်လည်တွေ့ဆုံပွဲကိုကျင်းပတော့မယ်ဒီမိဆုံပွဲတက်ရမှာကိုငါတည်မလို့ကြောက်ပါတယ်ကြောက်ကြမှုလမ်းမပေါ်မှာရှောင်နေကြတဲ့ အမင်းနဲ့ငါအတန်းသားတွေနဲ့မျက်နှာချင်းဆိုင်ရမှာကိုငါကြောက်နေတယ်။စပင်းဖြူတွေကျူးတူကျဲတဲ့ကလွဲရင် အောင်မြင်မှုဆိုလို့ငါဘဝမှာဘာမှပြเสียမှာမရှိပါလား။ဒီနေ့ဒီမဲ့ဖုန်းနေနေဖုန်းထားတဲ့စောက်တူတူကြီးတုပ်ငါစီကိုရောက်လာတယ်။တက္ကသိုလ်ကငါတို့ရောက်တဲ့1958ခုနှစ်ကအတန်းသားတွေရဲ့အောင်မြင်မှုကိုမှတ်တမ်းတင်ထားတဲ့စောက်ကြီးပါ။အဲဒီစောက်ကြီးကိုမြင်ရတော့ ငါဆုံးရှုံးမှုတွေကိုပိုပြီးတတိယစီရယ်မင်းညားသကောင်းကျော်သည်အထိငါနဲ့အတန်းတူ တက္ကသိုလ်မှာတက်ခဲကြတဲ့တငယ်ချင်းတွေရဲ့တပ်ပုံတွေကိုရှောက်ချီမိရယ်တချို့ကလွတ်တော်အမတ်တွေတချို့ကဘီရင်ကန်တွေတချို့ကကဘာကျော်သိပ္ပံပညာရှင်ကြီးတွေနဲ့ထိတ်တန်းစီးပညာပါရဂူကြီးတွေသူတို့တည်းကတယောက်ယောက်ဟာဒီနေ့မှာစတော့ဟ ோம் ကစင်မြင့်ပေါ်မှာနိုဗယ်ဆုမရဘူးလို့ဘသူပြောနိုင်ပါသလဲ ။တနေ့မှအင်ဖီရောမြခင်းပေါ်ကိုမရောက်ဘူးလို့ဘသူပြောနိုင်တယ်လဲ။အန်ဩစရာကောင်းတာတစ်ချက်ရှိပါသေးရဲ့။တချို့ငွေချင်းတွေဟာကုတိုင် သူတို့ရဲ့ပထမအိမ်တော်တွေနဲ့မြင်းနေကြတော့ပါလား။သူတို့တွေကတိတ်အောင်မြင်ကြကြတဲ့သူတချို့ဆိုရင်ငါနဲ့တော်တော်ကိုရင်းနှီးခဲ့တဲ့ငွေချင်းတွေပါ။တခါတော့ကတတိကိတ်မှုလို့ပျော့စီစီဖြစ်နေတဲ့သူလို့ငါထင်ခဲ့တဲ့ငါအခမ်းပေါ်ဆိုရင် မကြခင်မှာနိုင်ငံသားရေးဝင်ကြီးဖြစ်တော့မယ်ကောင် ဟာဖက်တက္ကသိုလ်အဓိပတိဖြစ်တော့မဲ့သူဆိုရင်ငါစီရမကြကနာအဝေစားငားဝဲခဲ့တဲ့ကောင်။ကျောင်းတော်ကငါတို့စီရင်တဲ့ကိုတော့မထည့်ခဲ့တဲ့ကောင်ဆိုရင်ဒီခေတ်မှာအကျော်ကြားဆုံးဂီတပညာရှင်ကြီး။သူတို့ထဲကတတိအကောင်ဆုံးလူတယောက်ယောက်ကတော့သူ့ယုံကြည်ချက်တွေအတွက်အသက်ပေးသွားခဲ့တယ်။သူ့ရဲ့သူရဲ့ကောင်စိတ်ဓာတ်ကိုကြည့်ပြီးငါကငါပြန်ရှက်မိရဲ့။ငါကတော့ငါအမျိုးထဲမှာ ဟာဖတ်တက္ကသိုလ်ကိုနောက်ဆုံးရောက်ခဲ့တဲ့ကောင်။ငါဘိုးဘေးတွေအားလုံးဟာထင်ရှားခဲ့တဲ့ပုံကိုယ်တွေကြီးပဲ။ဘာကြသေးလို့လဲ။ငါကတော့တဝန်းခွဲဆိုရင်1948ခုနှစ်ကတည်းနိုဗယ်ဆုရခဲ့သေးတယ်မဟုတ်လား။ဒါပေမဲ့တောက်ပခဲ့တဲ့ငါဆွေစီမျိုးဆက်ရဲ့အစဉ်လာဟာငါလက်ထက်ရောက်တော့မင်းမိန်သွားပြီပေါ့လေ။1903ခု Harvard တက္ကသိုလ်ထွက်ငါဖေးဂျာယက်အယ်လီယောဟာ အမေရိကန်ပြည်ထောင်စုကိုဘန်ဒီမျိုးစီကို ပထမဆုံးယူဆောင်စိုက်ပျိုးခဲ့သူဖြစ်တယ်။ယခုတော့ငါဟာငါအဘေးရဲ့ခြေရာကိုတော့မဆက်ခံနိုင်တော့ပါလား။ဘာပဲပြောပြောငါဟာငါဘိုးဘေးများရဲ့အစင်လာတစ်ခုကိုတော့ဆက်ခံနေပါသေးတယ်။ငါဖိုးအဘေးတွေဟာမတန်းရည်သူတွေဖြစ်တယ်။ငါနဲ့နေမဲ့သူငါအဘေးတယောက်ဖြစ်တဲ့ 1839 Harvard တက္ကသိုလ်ထွက် Andrew Elliot ဟာဖုန်ကြီးလုပ်နေရင်မှတ်တမ်းတွေရေးခဲ့တယ်။ American လွတ်လပ်ရေးစစ်ပွဲတုန်းက Boston ကို why not သူတွေးခဲ့မြင်ခဲ့ရတွေကိုရေးသွားခဲ့တယ်။သူသားကြတော့လေတရားဟောဆရာဆက်လုပ်ပြီးသူ့ကလောင်နဲ့ American ပြည်ထောင်စုသမ္မတနိုင်ငံတော်တီထောင်စားကအောင်မြင်မှုတွေကိုမှတ်တမ်းတင်ခဲ့တယ်။အမှန်ကတော့သူတို့နဲ့ကမနိုင်ရှင်သာပါဘူး။ ဒါပေမဲ့ငါတသက်မှာတော့မှတ်တမ်းတွေရေးသွားရမှာပဲ။ငါဆက်ခံနိုင်တဲ့အမွေးဆိုလို့ဒါပဲရှိတော့တယ်မဟုတ်လား။ငါသမိုင်းကို ဖန်တီးရမှာမပါသေးတိုင်။ငါဖြတ်တန်းခဲ့ရတဲ့သမိုင်းကိုတော့ရေးရမှာပဲ။ခုတော့ငါတေမလောက်ချောက်နေတော့မယ်။သူတို့ဒီအုတ်ထဲကိုနောက်ထပ်ရောက်လာသည့်ပြိုင်ဘက်များလို့တူကိုတူလှမ်းကြည့်နေကြသည်။တို့ရရင်ယခုသူတို့ရောက်သည့်စုံတော်မြိုင်ထဲတွင်မူတကယ့်အန်ဒီရည်သည် မိသည့်နေရာတွင်ခိုအောင်နေသည်ကိုသူတို့မသိထိုနေ့သည်1954ခုစက်တင်ဘာလ20ရက်တနင်္လာနေ့ဖြစ်သည်ကဘာပေါ်ရှိညံအကောင်းဆုံးအတော်ဆုံးသော လူငယ်1162ယောက်တို့သည်အောင်မေးပွဲခမ်းမဟုခေါ်သောဝီရူရီယာခေဂိုသစ်ပုံစံအဆောင်ကြီးထဲတွင်တန်းစီရနေကြသည်1958ခုနှစ်ဟာဗတ်တက္ကသိုလ်ဘွယ်နင်းသဘင်သို့တက်ရောက်ခွင့် မှတ်ပုံတည်ရန်ဖြစ်သည်။ကျောင်းသားတင်များအားလုံးသည် ထင်ရှားသူတွေကြီးဖြစ်သည်။သူတို့သည်မွေးကလေးကမီးမောင်းမှမီးအောင်တဲတွင်မွေးဖွားလာခဲ့ကြသူများဖြစ်သည်။သူတို့ထဲတွင်ဒန်နီယယ်ယော်စီ၊ဂျေဆန်ဂီဗတ်၊သီယိုဒိုလင်ဘရော့စ်နှင့်အန်ဒရူးအယ်လီယော်တို့လည်းပါသည်။သူတို့လေးဦးနှင့်အခြားကမ္ဘာလောကတွင် ရှိနေသေးသည့်ပစ္စမမြောက်တူတို့သည်ဤဝိတ္ထုဆက်ဆောင်များဖြစ်သည်။ ဒန်နီယယ်ယောစီငယ်စဉ်တောင်ကြီးကလေးဘွားမှဆောက်၍ဒန်နီတွင်တခုတည်းသောပြင်းပြသည့်မျှော်မှန်းချက်တစ်ခုသာရှိရင်းမှာသူ့အဖေစိတ်တိုင်းကြနေရန်ဖြစ်သည် သူရတွင် တခုတည်းသောစိုးရိမ်မှုသာရှိရင်းမှာသူ့အဖေစိတ်တိုင်းကြအောင်မหนีတတ်ချင်သာဖြစ်သူ့ဘေးဒေါက်တာယောစီကသူ့ဟာစိတ်တိုင်းမကျဖြစ်ခြင်းမှာလုံလုံသောအက ထိုးလာသလိုပူလာသည်ခြေကလည်းလေးလာ၏ကွင်းလေကောင်မှယက်ကြည့်နေသည့်ဆရာကဆက်ပြေးဆက်ပြေးမရနဲ့ခုလှမ်းတော်ပြောသည်ဒနေသည်အဖေအထင်သေးခံရမည်ဆိုသည့်ဖြင့်နောက်ဆုံးတာတစိတ်ကိုခြေကုန်တော့သည်ပန်းဝင်သည်နှင့်မြခင်ပေါ်သို့ ဖေတို့ဆင်ရှိရသောလှမ်းကြည့်လိုက်သည်သူတသက်တွင်တကားမှမမြင်ရသည့်အရာကိုသူမြင်ရ၏အဖေ၏ဂုံယူဝင်ကြွသောအပြုံးဖြစ်သည်ဟေးဒန်နီစကုနစကံမရှိသေးရဲ့ကွာမင်းသိမ့်မြန်နေရဲ့နော်အာဂုံမူဝီလျက်ရှိရာမှဆင်းမင်းစီသောသူလှမ်းကြည့်လိုက်၏အမေကအားပေးသည့်အနေဖြင့်ပြုံးလျက်အဖေကမှမမြင်ရတော့အိမ်မက်ဆိုးကြီးတစ်ခုကိုမက်နေရသည်နှင့်အထူးအပြေးဆရာကမူခြေနေသည် မင်းလောက်ဇွဲကောင်းတဲ့ကောင်မျိုးငါတကားမှမတွေ့ဘူးသေးဘူး9မိနစ်15စက္ကန့်နဲ့ရခဲ့တာပဲအလားလာရှိပါရဲ့ပြေးလန်းပေါ်မှာတော့အလားလာမရှိတော့ဘူးဆရာကျွန်တော်ရက်တော့မယ်သူစိတ်ပြက်သည်သူစူးစမ်းသမျှသည်အရာမထင်ပို၍ပင်ဆိုးလာသေးသည်သူရှုံးခဲ့ရသည့်နေရာသည်သူ့ကိုယ်ကိုဂုံပြူ၍အမိပေးထားသည့် friend rossi အားကစားကွင်း ဒန်နီသည်ရှက်ရှက်ဖြင့်သူ့ဘဝဟောင်းကို ပြန်ရောက်လာ၏ဆန်ဒီယာခလုတ်ပြားသည်သူ့အဖို့စိတ်ပြအားငယ်ခြင်းဟုသူများတို့မှထွက်ပေါက်တခြားဘာကူများစိတ်မဝင်စားတော့ဘဲဆန်ဒီယာကိုနေရောညပါခြင်းသည်အသက်6နှစ်သားကလေးကသူဆန်ဒီယာတင်ခဲ့သည် သူရရင်သပင်ဖြူဖြူနှင့်ဆန်ဒီယာဆရာမကြီးကဒန်နီသည်တင်ရိုးကုန်ပြီသူဘာမှမတင်နိုင်တော့ဟုပွန့်ပွန့်လင်းလင်းဖွင့်ပြောသည်သူသားကိုစိန်ဂျယ်လိုကောလိပ်တွင် ဂီတဆရာလုံးနေသည့်ဗီယင်နာမှဆန်နီယာဆရာဂုစလက်လင်ဒေါ်ထံသို့ပို့ပါဟုအကြံပေးသည်ဆရာကြီးကတန်နေလက်တံကိုနားထောင်ပြီးသဘောကျသွားကသူတပည့်ဖြစ်လက်ခံလိုက်